စကားနည်းနည်းပဲပြောပါများများနားထောင်ပါနက်နက်နင်းနင်းခံစားပါပူပူပြီးတော့ချစ်ပါ မျက်စိကိုဖွင့်ထားပြီးတော့နားကိုဆွန့်ထားပါဘဝရဲ့အတွေ့အကြုံတွေကိုရအောင်ယူပါဒါဟာဘဝမှာတိတ်ကိုအရေးကြီးတဲ့အရာတွေပဲဒီအရာတွေကိုသာကိုလုပ်နိုင်ပြီဆိုရင်ကိုဘဝကအရေးပါတယ်သူဖြစ်လာ ့ရဲ့ဘဝထဲမှာရှိတယ်တည်တည်လေးသောအရာတွေအပေါ်မှာတောင်ခံစားဖို့မမိပါနဲ့တချို့သူတွေဆိုရင်ဘဝထဲမှာချီးမားတဲ့အရာတွေရှိတယ်ပျော်ရွှင်စရာကောင်းတာတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေအပေါ်မှာမခံစားဘဲနဲ့မရှိတာတွေပေါ့မကောင်းတာတွေပေါ့ခံစားနေတဲ့သူတွေရှိတယ်နိုင်ရှင်မှုတွေမလုပ်ပါနဲ့နိုင်ရှင်မှုဆိုတာကကိုယ့်ရဲ့ စဉ်းစားကြည့်ပါကိုယ့်ရဲ့အတန်နဲ့ကိုယ့်ရဲ့အတွေ့အကြုံနဲ့ကိုယ့်ရဲ့ရုပ်နဲ့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ဘယ်သူမှ ကိုယ့်လိုတူအောင်လိုက်ပြီးတော့မှနေနိုင်မှာမဟုတ်ဘူးအဲ့လိုပဲကိုကလည်းတခြားသူတွေရဲ့အထူးကျုံတွေတခြားသူတွေရဲ့ဘဝတွေတခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေအကြံဉာဏ်တွေနဲ့ဘယ်လိုမှရှင်းတမ်းလို့ရမှာမဟုတ်ဘူးဒီတော့မနိုင်ရှင်ပါနဲ့ စိမ်းကြတဲ့အရာတွေအတွက်အိမ်မက်တွေအပေါ်မှာကိုကပြင်းပြင်းထန်ထန်စူးစမ်းမယ်ရအောင်ယူမယ်ဆိုရင်ကိုဘွားကပြောင်းလဲနေမယ်အဲ့လိုမဟုတ်ပဲစိမ်းကြတာတွေနဲ့အချင်းကုန်နေပြီးတော့ကိုရဲ့အိမ်မက်တွေကိုဆုံးပစ်ထားမိမယ်ဆိုရင်ဘဝကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးတည်တည်လေးတွေပဲလုံနေရင်တော့ဘဝလေးကတည်နေမှာပဲပို့ပြီးတော့မှလူချင်းပါ ိုပြီးတော့မှလိုချင်တာကအဆင်ပြေပါတယ်။ပိုပြီးလိုချင်ပိုပြီးစူးစမ်းဖို့ပိုပြီးအာရုံစိုက်ဖို့ဘဝမှာအရေးကြီးတဲ့စကားလုံး၃ခုပဲရှိတယ်။နံပါတ်၁စကားလုံးကတော့ dream အိမ်မက်တွေရှိပါ။နံပါတ်၂စကားလုံးကတော့ plan စီစဉ်နေချမှတ်ပါ။နံပါတ်၃စကားလုံးကတော့ do စတင်လုပ်ဆောင်ပါ။အဲ့တော့ဘဝမှာအောင်မြင်ခြင်းတွေဆိုရင်ကြီးကြီးမားမားအိမ်မက်တွေရှိပါ အဲ့ဒီအိမ်မက်တွေအပေါ်မှာအစီအစဉ်တွေဆွဲပါပြီးရင်လုံနိုင်တာတွေကိုလုံပါဘဝမှာပျော်ရွှင်ခြင်းစိတ်ချမ်းသာခြင်းဆိုတာကကိုယ့်ရဲ့ဦးစားပေး ပထမဖြစ်အောင်ထားပါကိုကိုကိုဂရုဏာထားပါကိုယ့်ရဲ့စိတ်ချမ်းမြေ့မှုပျက်စီးသွားမယ့်အရာတွေကိုမလုပ်ပါနဲ့ ။ဘာရီကိုစိတ်ပူနေမှလဲစိတ်ပူနေပါနဲ့။လုံနိုင်တာတွေရှိရင်လုံလိုက်ပေါ့။မလုံနိုင်တာတွေရှိလာပြီဆိုရင်လည်းလုံနိုင်မယ့်သူတွေနဲ့ပူပေါင်းလုပ်ရမှာပေါ့။စိတ်ပူခြင်းဆိုတာကဘယ်သူ့ဘုံမှာကောင်းချင်မဖြစ်ဘူး။ဒါကတော့ကျွန်တော်တို့ငယ်ငယ်ကျွန်တော်မိဆွေတို့ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုမျိုးများသာဖြစ်ပါတော့။ကျွန်တော်လည်းငယ်ငယ်နဲ့မိဆွေတွေကလည်းနေ့တစ်နေ့ကိုပြင်ပရွှေရှင်နဲ့ဖြတ်တန်းရင်း ဆူတောင်းပေးပါရစေ။